မင်္ဂလာပါရှင်။ဗမာခေတ်သတင်းဌာနဤထိတ်တန့်သတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မြမအရေးဖြည့်ရှင်ရေးအတွက်အာဆီယံဥက္ကဋ္ဌမလေးရှားနိုင်ငံကလှုပ်ဆောင်ခဲ့သည့်လမ်းကြောင်းကိုအခြေခံ၍ဆက်လက်ကင်တွယ်မိဟုအာဆီယံဥက္ကဋ္ဌသစ်ဖိလစ်ပိုင်နိုင်ငံသားဝင်ကြီးပြောဆိုရတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ မြမရေဖြည့်ရှင်ရေးအတွက်အာဆီယံဥက္ကဋ္ဌမလေးရှားနိုင်ငံကလှုံ့ဆော်ခဲ့တဲ့လမ်းကြောင်းကို အခြေခံ၍ဆက်လက်ကင်တွယ်ဆောင်ရွက်မည်ဟုအာဆီယံဥက္ကဋ္ဌသစ်ဖိလစ်ပိုင်နိုင်ငံသားရေးဝန်ကြီးမစ္စတာထရီဇာလာဆာရိုကပြောဆိုလိုက်ပါတယ်ရှမန်နီသတင်းစာရှင်းလင်းပွဲတွင်၎င်းကအထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်ပြီးအာဆီယံဥက္ကဋ္ဌသစ်အနေဖြင့်အာဆီယံဥက္ကဋ္ဌမလေးရှားနိုင်ငံ၏လုပ်ငန်းစင်ညာအတိုင်းဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်းအထူးသဖြင့်စစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲနှင့်ပတ်သက်၍ဂိုင်းတွဲဖြည့်ရှင်းမည်ဖြစ်ကြောင်းထုတ်ဖော်ပြောဆိုပါသည် လက်ရှိဟီမန်တက်ကတော့မလေးရှားကအရင်နှစ်တွေမှာလှုပ်ဆောင်ခဲ့တဲ့လမ်းကြောင်းကိုအခြေခံတည်ဆောက်မှာဖြစ်ပါတယ်။မလေးရှားကထိထွေးဆက်ဆံမှုပေါင်း190လောက်လှုပ်ဆောင်ခဲ့ပြီးမလေးရှားကလှုပ်ဆောင်နိုင်ခဲ့တဲ့အရာရာတိုင်းကိုဖိလစ်ပိုင်လှုပ်ဆောင်နိုင်မှာမဟုတ်ပါဘူး။ကျမတို့အနေနဲ့ထူထောင်ပြီးသားလမ်းကြောင်းပေါ်မှာဆက်လက်အလုပ်လုပ်သွားမှာပါ။အဲ့ဒါကတော့ဖိလစ်ပိုင်ရဲ့အမြင်နဲ့ယက်တီချက်ပါဟုဖိလစ်ပိုင်နိုင်ငံသားရေးဝန်ကြီးကပြောဆိုပါတယ်။ စစ်တပ်ရွေးကောက်ပွဲနှင့်အာဆီယံတွင် ရေရှည်အထူးတန်တမန်ထားရှိရေးကိစ္စများကိုလာမည့်ဇန်နဝါရီလတွင်ကျင်းပမယ့်အာဆီယံနိုင်ငံကြ ాయి ဝင်ကြီးများအစည်းအဝေးအတွင်ဆွေးနွေးသွားမည်ဖြစ်ကြောင်းသူမကဆိုပါရယ်။လက်တလုံးအာဆီယံဥက္ကဋ္ဌမလေးရှားနိုင်ငံကမြန်မာစစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲသို့အာဆီယံအဖွဲ့အစည်းဖြင့်လေးလာဆောင်ကြည့်သူဆေလွတ်မည်မဟုတ်ကြောင်းတရားဝင်ထုတ်ပြန်ပြောဆိုပါရယ်။ဆလပီဗရမားမြေဗဟေဒီ TNL ဘလို့အဖြစ်ညှိမလဲ။အခြေအနေတွေကို TNL အနေနဲ့လူထုကိုရှင်းလင်းပြောကြားပေးစီလိုကြောင်း ပြည်သူတွေပြောတယ်ဆိုတဲ့သတင်းကိုချင်းဆက်ပြီးသွားမှာဖြစ်ပါတယ်။မန္တလေးတိုင်းမိုးကုတ်မြို့ကိုတအောင်မျိုးသားလွတ်မြောက်ရေးတပ်မတော် TNL ကစုခွာပြီးစစ်တပ်ဝင်လာချိန်မှာတော်လန်ရေးအဖွဲ့တွေကိုမတိုက်ခိုက်ဖို့ခေါ်ပြောတယ်လို့တော်လန်ရေးတပ်တွေစီကသိရပါတယ်။ TNL ကမိုးကုတ်မြို့ကနေစုခွာမယ်လို့အော်တိုဘာလ29ရက်မှာသတင်းထုတ်ပြန်ခဲ့ပြီးတဲ့နောက်မန္တလေးတိုင်းအတွင်းက PDF တရင်တွေကမိုးကုတ်မြို့ကိုကာကွယ်မယ်လို့တညီတညွတ်တဲထုတ်ပြန်ခဲ့ကြပါတယ်။မန္တလေးတိုင်းက PDF တွေပကဖရီအပြင်စကိုင်းတိုင်းက PDF တရင်တွေပါ မိုးကုံမြို့ကိုကောက်ွယ်ဖို့မြို့ပတ်ဝန်းကျင်ကိုရောက်ရှိနေကြတာပါစစ်တပ်နဲ့အတူဝင်လာရင်တနက်မဖောက်ဖို့မတိုက်ခိုက်ဖို့တော်လန်ရေးတပ်တွေကို TNL ကနိုဝင်ဘာလ16ရက်နေ့မှာခေါ်ပြောခဲ့တာလို့မိုးကုံမြို့အနီးနားရှိနေတဲ့တော်လန်ရေးတပ်ရဲ့တာဝန်ရှိသူတအူကပြောပါတယ်အဓိကကတော့ TNL ကရှိသမျှတပ်တွေခေါ်ပြီးချွေးသိမ့်ပြီးတော့မှနှစ်သိမ့်နေတာပါပဲလို့အထက်ပါတာဝန်ရှိသူတအူကပြောပါတယ်နောက်ထပ်စကိုင်းတိုင်းဘက်ကတော်လန်ရေးတပ်ဖွဲ့ဝင်တအူကလည်းမိုးကုံမြို့တွေကနေစုခွာပေးထားရတယ်လို့ဆိုပါတယ် ဒီသတင်းတွေကြောင့်မိုးကုံးမြို့ဒေသခံပြည်သူတွေစစ်ပေးရှောင်နေကြရပြီးမြို့ခံပြည်သူတဝက်ကျော်ဟာဘေးလွတ်ရာမှတိမ်းရှောင်နေကြရတယ်လို့သိရပါတယ်။အော်တိုဘားလ28ရက်နဲ့28ရက်နေ့ကတရုတ်နိုင်ငံကူမင်းမြို့မှာစစ်ကောင်စီနဲ့ဆွေးနွေးပွဲပြီးတဲ့နောက်တမတ်ကာလအတွင်းမိုးကုံးနဲ့မိုးမိတ်မြို့ကနေတအောင်တက်တွေပြန်လည်ဆုတ်ခွာမယ်လို့ TNL ကအော်တိုဘားလ29ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်။တောင်ဒေသကိုလည်းမြန်မာစစ်တပ်မှလေရင်ပုံချဲခြင်းချိုးစစ်ဆင်တိုက်ခိုက်ခြင်းမလုပ်ဘဲ နှစ်ဖက်ရောက်ရှိသည့်နေရာမှတက်တွေရက်တံပြီးအပြစ်ခတ်ရက်စက်ရေးသဘောတူညီချက်လက်မှတ်ရေးထိုးခဲ့တာလို့ထုတ်ပြန်ခဲ့ပါတယ်။အဲဒီနောက်ပိုင်းမှာမန္တလေး PDF မိုးကုတ်ပြူဟာ TRI ပြူဟာတို့အပါအဝင်ဒေါ်လန်ရက်တက်တွေကမိုးကုတ်မြို့နဲ့မန္တလေးတိုင်းကမြို့တွေကိုကာကွယ်မယ်လို့ကြေညာခဲ့ပါတယ်။ဒေတာကန်တွေကလည်းမိုးကုတ်မြို့အရင်မှာတရုတ်အစိုးရပါဝင်ပတ်သက်နေတာနဲ့စစ်ကောင်စီထံ TNL ကပြန်အပ်မယ်ဆိုတာကိုကန့်ကွက်တဲ့အနေနဲ့ရောစစ်တပ်ပြန်ဝင်လာမှကိုစန့်ကျင်တဲ့အနေနဲ့ နိုဝင်ဘာလ6ရက်နေ့ည8:00နာရီတိတိမှာတန်ပုံ TP ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။အခုရက်ပိုင်းမှာတော့ TNL ရဲ့ PR ကြောင့်တော်လန်ရေးအင်အားစုတွေကြားမှာလည်းသဘောထားမညီမှုတွေရှိနေပြီးပြန်တိုက်မယ်ဆိုတဲ့အဖွဲ့နဲ့မတိုက်ဖဲရှောင်သွားမယ်ဆိုတဲ့အဖွဲ့သဘောထားကွဲလွန်းနေတယ်လို့သတင်းဌာနကစုံစမ်းသိရှိရပါတယ်။ TNL ကလည်းတရုတ်ဖီအားတော့တော်တော်ကြီးနေတာမှန်ပေမဲ့အခုလောက်ထိတော့မကြောက်သင့်ဘူးလို့တော်လန်ရေးရဲဘော်တအူးကပြောပါရယ်။နိုဝင်ဘာလ30ရက်နေ့ ဒီဇင်ဘာလ၁ရက်နေ့မှာစစ်တပ်နဲ့ TNL တပ်တွေမိုးကုံမြို့ကိုပူးတွဲပြီးဝင်ရောက်လာမယ်လို့သိထားကြောင်းမြို့ခံတရင်ကြီးမြစ်တွေကပြောပါတယ်။မိုးကုံနဲ့မိုးမင်းမြို့တဲကိုစစ်တပ်စစ်ကြောင်းတွေနဲ့ TNL အတူဝင်ရောက်လာမယ်ဆိုပြီးဖတ်ပေါ်နေတဲ့သတင်းတွေအပြင်ဒေသတွင်းမှာလက်ရှိဖြစ်ပွားနေတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီး TNL အနေနဲ့လူထုကိုအချိန်မီရှင်းလင်းချက်ပေးစေလိုကြောင်းဒေသခံပြည်သူတွေကတောင်းဆိုနေကြပါတယ်။ ။ DNA ကအော်တိုဘာလ29ရက်နေ့ကထုတ်ပြန်တဲ့သတင်းနဲ့နိုဝင်ဘာလ17ရက်နေ့မှာထုတ်ပြန်တဲ့တအောင်းဒေတာကိုစစ်ကောင်စီကလေချောင်းလက်နက်ကြီးနဲ့တိုက်ခိုက်နေတယ်ဆိုတဲ့သတင်းထုတ်ပြန်ပြီးနောက်ပိုင်းတိုက်ပွဲသတင်းထုတ်ပြန်ခြင်းမရှိတော့ပါဘူး။မိုးကုံမှာလက်ရှိဖြစ်နေတဲ့အခြေအနေတွေနဲ့ပတ်သက်လို့လည်းလူထုကိုအသိပေးခြင်းမရှိတော့ပါဘူး။ DNL ပြန်ကြားရေးတာဝန်ခံလွှဲရည်ဦးကိုဆက်သွယ်မေးမြန်းဖို့စ조사ပေမယ့်ဆက်သွယ်လို့မရပါဘူး DNL တက်တွေဆုတ်ခွာချိန်မှာတရုတ်ဖိအားပေးမှုကြောင့် TNL ကမလွဲမရှောင်သာစစ်ကောင်စီကိုလုံခြုံရေးရှုပေးပြီးမိုးကုံနဲ့မိုးမိတ်ကိုဝင်လာမဲ့သတင်းတွေထွက်ပေါ်နေပြီးဒီအခြေအနေနဲ့ပတ်သက်ပြီးရှမ်းမြောက်အရေးလေ့လာသူကအခုလိုပြောပါရယ်စောင့်ကြည့်ဖို့တော့လိုပါသေးတယ်တကယ်လို့များသတင်းထွက်နေတယ်လို့စကားစနဲ့ TNL ပူးတွဲပြီးမိုးကုံနဲ့မိုးမိတ်နယ်တဲ့ဝင်လာရင်တော့ KIA နဲ့ PDF တွေကပြန်လည်ခုခံတိုက်ခိုက်လာနိုင်ပြီးတိုက်ပွဲကပြန်ပြီးကျေပြန့်လာနိုင်ပါတယ်လို့ရှမ်းမြောက်အရေးလေ့လာသူကပြောပါရယ် တောင်တရင်ကြီးမြတ်တူကလည်း TNL ဟာနိုဝင်ဘာလကုန်နောက်ဆုံးထားစုခွာရမှာဖြစ်ပြီးတက်အချို့မျိုးရင်းကနေမျိုးပြင်ကိုစုခွာတာရှိတယ်လို့ပြောပါတယ်။ဒါပေမဲ့အပြစ်ရက်စဲရေးသဘောတူညီချက်မှာစစ်ကောင်စီတပ်တွေကို TNL ကလုံခြုံရေးယူပေးရမယ်ဆိုတဲ့အချက်ပါတာမတွေ့ဘူးလို့လည်းတောင်တရင်ကြီးမြတ်ကပြောပါတယ်။အဒီအကြဆွေးနွေးထားတာမျိုးလည်းမတွေ့ရဘူးပြတော့တောင်းတရင်ကြီးမြက်ကနိုဝင်ဘာလဆန်းပိုင်းမှာပြောထားပါတယ် ကချင်စည်ရည်တရင်ရင့်မြစ်တအူကတော့ TNL တက်တွေဟာနိုဝင်ဘာ25နောက်ဆုံးထပ်ပြီးမိုးမိတ်ကထွက်မယ်လို့ကြားရကြောင်းသူရဲ့လူမှုကွန်ရက်မှာသုံးသပ်ရေးသားထားပါတယ်။ကြားပြင်မိုးမိတ်ဟာစစ်ကောင်စီရဲ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မပါခအေရိယာဖြစ်ပေမဲ့မြောက်ဖက်ရွှေလီမြစ်တက်ဖက်ကန်မပိန်နဲ့ဆက်ဆက်နေပြီးမန်စီတကြောမှာ KIA ထိုင်ထားလို့အဲ့ဒီလမ်းကဝင်လာဖို့မဖြစ်နိုင်ကြောင်းသုံးသပ်ထားပါတယ်။မိုးမိတ်ဟာ KIA တက်မဟာလီရှင်း34လှုပ်ရှားတဲ့နေပြည်ဖြစ်ပြီးမိုးမိတ်အရှိမန်ပတ်နေအနောက်ဘက်ဘော်ဒီ မကြီးပင်တက်ကြောမှ KPDF နဲ့အတူ အထိုင်ချထားတယ်လို့ဆိုပါတယ်။ဒါပြင် body မှာ NUG, SSPP, ABSDF, KPDF, KIA နဲ့ TNL တက်တွေရှိတယ်လို့အသိပေးပါတယ်။ဆက်ပြီးတော့မိုးမိတ်ကိုစစ်တပ်ဝင်လာနိုင်တဲ့အခြေအနေတွေကိုလည်းကချင်စစ်ရေးတရင်ရေးမြက်ကအခုလိုခံမှန်းထားပါတယ်။အနောက်ဘက်တတက73တွင်းငယ်ကနေလာနိုင်ပါတယ်။တွင်းငယ်မှ NUG, ABSDF, PDF, PLA စုဖွဲ့မှုကောင်းတယ်လို့မကြီးပင်တက်ကြောမှလည်းဆိုခဲ့တဲ့အတိုင်း KIA, KPDF တို့အသိရှိနေပါတယ်။ အရှိတ်ဘက်ကဆိုရင်ကြောင်မဲမိုင်းငော်မန်ပတ်လမ်းအတိုင်းလာနိုင်ပါတယ်။မန်ပတ်မှာ KIA ရှင်34ရှိနေပါတယ်။အနောက်တောင်ဘက်ကြောင်မဲမိုင်းလုံးမိုးကုတ်လမ်းအတိုင်းဝင်လာရင်မိုးကုတ်ပြူဟာ MTY PDF စသည်ဖြင့်ရှိနေပါတယ်။အရှိတ်မြောက်ဘက်မန်တုံမုံဝီတကြောကနေလည်းလာနိုင်ပါတယ်လို့ခန့်မှန်းရေးသားချပါတယ်။ကြပြင်းမုံမိတ်မှာလေစိတ်ငယ်တစ်ခုရှိလို့လေချောင်းကလည်းဝင်နိုင်ကြောင်းကချင်စည်ရေးတရင်ရေမြက်ကဆိုပါတယ် မူမိတ်ကိုစစ်တပ်စစ်ကြောင်းတွေဝင်လာရင် TNL ရှိတဲ့လမ်းတွေကဆိုရင် TNL ကလမ်းဖွင့်ပေးမှရမယ်အနေထားလို့လဲရေးသားထားပါတယ်။မိုင်းခေါ၊မိုင်းလုံး၊မန်တုံ၊မုံဝီဟာ TNL ထိန်းချုပ်နေမြေတွေဖြစ်ပြီး SSPP တက်လေအနေအချင်းရှိနိုင်တယ်လို့ဆိုပါတယ်။ TNL စကားမှအပြည့်ရဲ့သဘောတူညီချက်အရာနှစ်ဖက်တက်တွေရောက်ရအရက်မှာရက်နေရမယ်လို့သဘောတူထားတယ်ဆိုရင်စကားမှစစ်ကြောင်းတွေမူမိတ်မိုးကုတ်ကိုအလွယ်တကူမရောက်နိုင်ပါဘူး။ TNL တို့တခြားတစ်ဖွဲ့ဖွဲ့ကလမ်းဖွင့်ပေးခဲ့မယ်ဆိုရင်တော့ ဖွင့်ပေးသူဟာမိအေးသုံးခါနာတဲ့ကိန်းငယ်ကြုံရပါလိမ့်မယ်။ငယ်မြေရှုံးမယ်၊တပ်ပေါင်းစုကချီးမုံနာခံရမယ်။နိုင်ငံရေးတရွေးကွက်ထဲညောသွားမယ်လို့ကချင်စစ်ရေးတရင်ရင်မြက်ကရေးသားထားပြီးမိအေးသုံးခါမနာစီလို့ဟုဖော်ပြထားပါတယ်။တောင်တရင်ရင်မြက်ကတော့လက်ရှိမှာ TNL အနေနဲ့မဖြစ်မနေအပြစ်ရလိုက်ရပေမဲ့အထင်အမြင်မလွဲမစေချင်ဘူးလို့ပြောပါတယ်။ TNL ကိုຫນွေဦးတော်လန်ရေးတဲ့ပါဖို့ခက်ခဲအောင်ဆန္ဒစောပြီးဖြစ်တဲ့ဝေဖန်တာမျိုးမဟုတ်ဘဲပူပေါင်းနိုင်တဲ့နီလန်းတွေအများကြီးရှိပါတယ်။ အပြစ်ရတာဟာကာလတခုပါပဲစကစကြရှုံးမှသာနိုင်ငံရေးပြဿနာပြည်လည်မယ်လို့ဆိုတာ TNL ကလက်ခံယုံကြည်ထားတယ်လို့တအောင်တရင်ရေးမြက်ကပြောပါတယ်မိုးကုတ်မြို့ကန်တအူးကတော့ TNL အနေနဲ့အခုလောက်အထိမျက်နှာပြောင်မတိုက်သင့်ဘူးလို့ဝေဖန်ပါတယ်